ဆရာတော်ဦးစောတိကမဟာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းမှာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတော်အားယူသည်လေးမြတ်စွာ ရှောက်ထားအပ်ပါသည်ဗျာ။တရားအားထုတ်လို့စိတ်ချမ်းသာလာတဲ့အခါမှာဘဝမှာရည်ကြီးဆုံးကလွတ်လပ်မှုနဲ့စိတ်ချမ်းသာမှုလို့နားလည်လာတယ်။စိတ်ဟာလွတ်လပ်လာရင်စိတ်တကယ်ချမ်းသာဖို့ဘာမှမလိုဘူးလို့ နားလည်လာတယ်။ လွတ်လပ်နေတဲ့စိတ်ဟာချမ်းသာနေတယ်ဒါကိုတရားအပ်ထုတ်တဲ့သူကို ပြောမပြတတ်ဘူးဘာမှမလို့ပဲစိတ်ချမ်းသာလာတဲ့အခါမှာလှုပ်တဲ့နာကိုတကယ်ကိုထိထိရောက်ရောက်လှုပ်နိုင်တယ်လှုပ်မယ်လို့ရည်မှန်းထားတာတွေဟာ ပိုပြီးရွယ်ရွယ်ကူကူနဲ့ဖြစ်လာတယ်လွတ်လပ်တဲ့စိတ်ဟာလှုပ်တဲ့နာကိုလှုပ်နိုင်တဲ့စိတ်ဖြစ်တဲ့အမှားနဲ့တယ်လှုပ်တဲ့နာကိုလှုပ်နိုင်လို့ရှိမန်းနာဖြစ်လာတာများတယ် မလွတ်လပ်တဲ့စိတ်နဲ့လှုပ်ရင်လှုပ်ရတာပိုခက်တယ်။မလွတ်လပ်တဲ့စိတ်ဟာမလှုပ်တင်တာကိုလှုပ်တယ်ဒါကြောင့်အမှားများတယ်။လိုချင်တာကိုရဖို့ချက်လွတ်လပ်တဲ့စိတ်နဲ့နေနိုင်ဖို့ကပိုအရေးကြီးတယ်ဆိုတာကို နားလည်လာတယ်။ဝေဘလောက်ရရမလွတ်လပ်တဲ့ဘဝဟာကျေနပ်စရာ မဟုတ်ဘူး။မလွတ်လပ်တဲ့စိတ်ဟာမချမ်းသာဘူး။အောင်အိမ်ထဲကငှက်လို့ဘဝဟာဘယ်မှာပျော်စရာကောင်းမလဲ။လောဘကအတင်းဆူးနဲ့ထိုးပြီး မပေါင်းတော့တဲ့အခါကိုကတကယ်လှုပ်ချင်တာကိုစိတ်အေးအေးနဲ့လှုပ်နိုင်တယ်ဘယ်သူနဲ့မှပြိုင်ဖို့မလိုဘူးဘယ်သူကမှ တူဖို့မလိုဘူးဒါကြောင့်လှုပ်ရတာလွတ်လပ်တယ်အဲ့ဒီလိုစိတ်ဟာလိုတရတဲ့စိတ်ဖြစ်တယ်အတ္တဆွဲနေသွားရင်စိတ်အားထက်သန်မှုနေသွားမယ်လို့ထင်ကြတယ်အမှန်ကတော့ထင်တာရဲ့ပြောင်းပြန်ပဲအတ္တဆွဲမပါတဲ့စေတနာက ပိုပြီးထက်သန်ပါတယ်အတ္တဆွဲရဲ့ပေါင်းခက်မှုမရှိတော့တဲ့အခါ မြင်ရသိရခံစားရတာတွေဟာပိုပြီးပြည့်စုံလာတယ်။ချင်းမြောင်းနဲ့အတ္တထောင်ထဲကနေထွက်လိုက်တဲ့အခါအမြင်ကျင်းလာတယ်။သဘောထားကြီးလာတယ်။ဘဝမှာစိတ်ဝင်စားစရာတွေပိုများလာတယ်။အတ္တဆွဲနဲ့လှုပ်တဲ့ပညာရေးဟာချင်းမြောင်းနဲ့အတ္တဆွဲဟာလူတွေရဲ့အထင်ကြီးမှုကိုလိုချင်တယ်။ဒါကြောင့်လူတွေအထင်ကြီးတာကိုပဲလှုပ်တယ်။ကိုယ်တကယ်လှုပ်ချင်တာကိုမလှုပ်ဘူး။အဲဒါကြောင့်စိတ်မှန်တဲ့စိတ်ကြည်တတ်မှုကိုမရဘူး။လှုပ်တဲ့ကိစ္စအောင်မြင်တောင် သူများရဲ့ထင်မြင်ချက်တွေပေါ်မှာမှီးနေတဲ့အောင်မြင်မှုဖြစ်တယ်။အဲဒီလိုအောင်မြင်မှုဟာကိုယ့်ဘဝကိုချင်းမြောင်းစေတယ်၊သူများပေးလို့ရတာ၊သူများပြန်ယူသွားလို့ရတယ်။အတ္တဆွဲမရှိရင်အထင်သေးမှောင်မကြဘူး။အထင်ကြီးအောင်မလုပ်ဘူး။အတ္တဆွဲမရှိတဲ့အခါကိုယ်တကယ်စိတ်ဝင်စားတာကိုလိလာတယ်။ဒါကြောင့်ပျော်စရာပိုကောင်းတယ်။လူတွေရဲ့အထင်ကြီးမှုအထင်သေးမှုကိုဂရုမစိုက်တော့တဲ့အခါလွတ်လပ်တဲ့စိတ်နဲ့လောက်ခွင့်ရလို့ လောက်ရတာပိုပြီးစိတ်ဖြောင်းတယ်။အတ္တဆွဲနဲ့ဆက်ဆံနဲ့ဆက်ဆံရေးဟာကြင်းမြောင်းတယ်။အတ္တဆွဲနဲ့လောက်တဲ့ဘာသာရေးဟာကြင်းမြောင်းတယ်။အတ္တဆွဲမရှိတဲ့အခါမြင်ကွင်းကျယ်ကိုမြင်ရတယ်။အရင်ကမမြင်ရတာကိုမြင်ရတယ်။ပိုကောင်းတာကိုရွေးနိုင်တယ်ဒါကြောင့်ရာရာတိုင်းဟာပိုပြီးအနှစ်သာရရှိလာတယ်။အဆင်မြင့်လာတယ်။ဉာဏ်နဲ့မှုပိုရလာတယ်။စိတ်ချမ်းသာတယ်။ကိုကိုကိုပေါင်းခတ်ထားတာတွေကိုပတ်ဝန်းကျင်ကကိုကိုပေါင်းခတ်ထားတာတွေကိုဖယ်လိုက်တဲ့အခါ ကိုမရည်ချင်းမျိုးမျိုးရှိနေတာကို တွေ့ရတယ်။ကိုတောင်မသိတဲ့ရည်ချင်းတွေ၊သဘောထားတွေ၊စေတနာတွေရှိနေတာကိုတွေ့ရတယ်။တတိရှိတဲ့သူဟာတကယ်ပြောနိုင်တယ်။တတိရှိတဲ့သူဒါလင်းတကယ်ပြောနိုင်တယ်။တတိရှိပြီးစိတ်ချမ်းသာနေတဲ့သူဟာကိုအတွက်တကယ်အကျိုးရှိတာတွေကို ရွေးနိုင်တဲ့စွမ်းရည်ရှိတယ်။စိတ်ငြိမ်းချမ်းအောင်နေတာ၊စိတ်ချမ်းသာအောင်နေတာဟာကိုကိုကိုဆောက်ရှောက်ထိန်ထိန်ဆောင်စည်းတာပါပဲ။စိတ်ချမ်းသာနေလို့ စိတ်ငြိမ်းချမ်းနေလို့ကောင်းဆုံးကိုလုပ်နိုင်တယ်။အကောင်းဆုံးကိုလုပ်နိုင်လို့ကောင်းတာတွေပိုဖြစ်လာတယ်။ဒီနေ့ကအကောင်းဆုံးဘဝနေနည်းပဲ။မိမိကိုယ်ကိုစောင့်ရှောက်မယ်လို့ဆန္ဒရှိရင်တတိပဌံတရားကို အားထုတ်တဲ့နဲ့။တတိပဌံတရားကိုအားထုတ်ရင်စိတ်ဟာပိဿုပံမှနေတယ်။မတည်ရင်နေအောင်ထားတယ်။ပိဿုပံမှနေရင်စိတ်ချမ်းသာတယ်။သူတစ်ပါးကိုစောင့်ရှောက်မယ်လို့ဆန္ဒရှိရင်လေတတိပဒံတရားကိုအားထုတ်တဲ့နယ် တတိနဲ့နေတဲ့သူဟာစိတ်တည်ငြိမ်မှုရှိတယ်။ဘာပဲဖြစ်ဖြစ်တတိနဲ့ညံတဲ့လောက်တယ်ဒါကြောင့်အကောင်းဆုံးကိုလောက်တယ်။ဒေါသနဲ့မလောက်ဘူးမဖြက်စည်းဘူးဒုက္ခမပေးဘူးရေရှိကိုမျှော်မြင်နိုင်တယ်။ခြေနဲ့ဆရာအကောင်းဆုံးစိတ်ချမ်းသာမှုဟာကိုယ့်ရည်ချင်းတွေကိုအပြည့်ဝသုံးရတာရဲ့ကိုနေတဲ့လောကအကြောင်းကိုကြဲကြဲပြန့်ပြန့်နဲ့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 တည်ရတာရဲ့လူတယောက်နဲ့တယောက်စိတ်ချမ်းသာအောင်နေဖို့မတူအသက်အရွယ်ပညာရည်ချင်းစိတ်တည်ရင်ကျမှု ရာအထုတ်တဲ့အလေးချင်းအဲ့ဒါလေး꽈ရင်꽈တယ်လို့စိတ်ချမ်းသာအောင်လေးပုံနေနီး꽈တယ်စိတ်စင်ရဲ့ပုံချင်းနဲ့မတူပညာရည်ချင်းနဲ့စိတ်တက်ရင်ချက်မှု꽈ရင်စိတ်စင်ရဲ့တာလည်း꽈တယ်အတိညာရင်ချက်သွားရင်စိတ်ချမ်းသာမှုတိုးလာတယ်စိတ်ချမ်းသာမှုဟာဘဝခီးလန်ဆုံးမဟုတ်ဘူးစိတ်ချမ်းသာမှုဟာဘဝခီးလန်သို့မဟုတ်ဘဝနေနီးဖြစ်တယ် စိတ်ချမ်းသာမှုဆိုတာသိလို့ချင်တာဖြစ်ရုံနဲ့မကဘူးသိရင်လိုအပ်ချက်လည်းဖြစ်တယ်လိုချင်တာဆိုတာကမရရင်လည်းကိစ္စမရှိဘူးလိုအပ်တာကမရရင်နေလို့မဖြစ်တာကိုဆိုလိုတယ်စိတ်ချမ်းသာမှုဟာမရရင်မဖြစ်တဲ့အရာပါစိတ်ချမ်းသာမှုဟာလှပတဲ့မြင့်မြတ်တဲ့အရာဖြစ်တယ်စိတ်ချမ်းသာအောင်နေခြင်းရင်စိတ်စင်ရဲစရာကိုရှာပြီးမပြောနဲ့စိတ်ချမ်းသာစရာကိုရှာပြီးတွေ့စိတ်ချမ်းသာစရာကိုပြောပါ ကိုဖြစ်ချင်တာနဲ့ကန့်ညီတဲ့စကားကိုပဲတနေ့တုံးပြောပါကိုမလိုချင်တာတွေကို ပြောရင်မလိုချင်တာတွေကိုမရဖို့တော့ဖြစ်နိုင်ပါတယ်လိုချင်တာကိုရဖို့တော့ဘလို့မှမဖြစ်နိုင်ဘူးကိုလိုချင်တာကိုရချင်ရင်ကိုဘာကိုလိုချင်လဲဆိုတာကို ပြောပါစိတ်ချမ်းသာခြင်းရင်စိတ်ချမ်းသာမဲ့စကားကိုပြောပါပျော်ရွှင်မှုဟာအိမ်ဝိနဲ့နေတဲ့အမှုပညာတစ်မျိုးဖြစ်ပါတယ်လေ့ကျင့်နေဖို့လိုပါတယ် ဇာရည်တလို့ပဲစိတ်ကူးပွေရာကိုသာ ရေးနေပါကြာလာတော့ဇာရည်ဆရာဖြစ်လာမယ်ပျော်ရွှင်မှုဟာလည်းဒီလိုပဲစိတ်ကူးရတယ်လို့ပြောပါကြာရင်ပျော်ပျော်နေတတ်တဲ့သူဖြစ်လာပဲကိုယ်စိတ်ချမ်းသာမှုကို သူများလက်ထဲထည့်လိုက်တာနဲ့ကိုယ့်ဘောဟာမရရတော့ဘူးကျွန်ကြရီဟာပါဘူးပြောနေတယ်လေသင်စိတ်ချမ်းသာမှုဟာသူတို့ပစ္စည်းတွေမှာရှိနေတယ်လို့ပြောနေတယ်ရုံလားရှုံတဲ့သူပြပါတယ်။တင်လဲအဲ့ဒီထဲမှာပါနေရင်တော့အတင်ဟာအများတဲကတယောက်ပါပဲ။ ကိုဘွားကိုကိုအိဗယ်ရှိတယ်လို့ခံစားရရင်စိတ်ချမ်းသာတယ်။ကို့မှာကားမွန်တဲ့ရင်းရှိဥတီချက်ရှိရင်စိတ်ချမ်းသာတယ်။ကို့ဘွားဟာဘာအိဗယ်မှမရှိဘူးလို့ထင်နေရင်နေရတာကစိတ်ချမ်းသာနိုင်မှာမဟုတ်ဘူး။ဥတီချက်ရည်မှန်းချက်မရှိရင်လမ်းပြောင်းနေတယ်လို့ဖြစ်နေလို့စိတ်ချမ်းသာမှာမဟုတ်ဘူး။ရှောင်းလဲလဲဖြစ်နေမယ်။ကိုယ့်အတွက်စိတ်ချမ်းသာမှုကိုဘယ်သူကမှပေးမှာမဟုတ်ဘူးကိုဟာကိုရှာမှဖြစ်မယ်ကိုစိတ်ထဲမှာစိတ်ချမ်းသာမှုကိုရှာ တွေ့ဖို့မလွယ်ဘူးဆိုပေမဲ့ တခြားနေရာတွေမှာရှာတွေ့ဖို့ကမဖြစ်နိုင်ဘူး။ကိုယ်စိတ်ချမ်းသာမှုကိုကိုယ်တော်ဝင်ယူထားတာဟာလွတ်လပ်မှုပဲ။ဝေကြီးချမ်းသာရင်ပြည့်စုံတွေများကြီးစုမိမယ်။ဒါမဲ့စိတ်ထားကောင်းမှအဲ့ဒီပြည့်စုံတွေကို စိတ်ချမ်းချမ်းသာသာနဲ့သုံးနိုင်မယ်။ပျော်ရွှင်မှုအတွက်ကျမ်းမာရေးထိခိုက်ခံတာက မိုက်မဲမှုပဲ။တနေ့ပြီးတနေ့စိတ်ချမ်းသာအောင်နေထိုင်ရင် အမြဲစိတ်ချမ်းသာမယ်။ပျော်ရွှင်မှုဟာမိတ်ဆွေကိုတိုးစေတယ်။ပျော်တတ်တဲ့သူက ခင်တတ်တဲ့သူဖြစ်တယ်။ လူကြီးလူငယ်များတဲ့သူကဘလို့လူလဲစိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူစိတ်ချမ်းသာစရာကိုပြောတတ်တဲ့သူတည်တည်ချာချာနားထောင်ပေးတတ်တဲ့သူရိုးသားတဲ့သူတတ်သိရှိတဲ့သူ ကိုချင်းစားတတ်တဲ့သူပဲကိုကပြောချင်းရင်တခြားတစ်ယောက်ကိုပြောအောင်လုပ်လိုက်ပါအဲ့ဒါအကောင်းဆုံးနည်းပဲပြောနေတဲ့သူက သူများကိုလည်းပြောအောင်လုပ်မှာပဲအချိန်နဲ့တကွမှာကိုကပြောမယ်လို့မထင်ရင်မပြောတာပဲများပါတယ်ပျော်ရွှင်မှုဆိုတာ ကိုမျောလင်းချက်ပေါ်မှာမူတည်တယ်။ပြောစရာကြီးလို့ယူဆရင်ပြောတယ်။ပြင်းစရာကြီးလို့ယူဆရင်ပြင်းတယ်။ချစ်တတ်တဲ့သူဟာချစ်စရာကောင်းတဲ့လောကထဲမှာနေရတယ်။မုန်းတတ်တဲ့သူဟာမုန်းစရာကောင်းတဲ့လောကထဲမှာနေရတယ်။လောကကြီးကကိုကိုရောင်ပြန်ဟပ်ပေးတယ်။ဒုက္ခဖြစ်နေတာဟာနဲ့ပြန်တွေ့ရမယ့်ဒုက္ခကိုမပြောင်းစေနိုင်ဘူး။ဒါပေမဲ့ဒီနေ့ရှိနေတဲ့အင်အားကို ကုန်ခန်းသွားစေတယ်။လူ့ဘဝမှာဒုက္ခအစ်စ်တွေအလုံးလောက်ရှိတယ်။ သစ္စိတ်ကဒုက္ခအတုတွေဖန်တီးနေတာကိုခွင့်မပြုပါနဲ့ဖြစ်မယ်လို့မတိကြတဲ့ကိစ္စအတွက်တောကများနေတာမချိရသေးတဲ့ငွေအတွက်တိုးပေးနေရနဲ့တူတယ်တောကငှက်တွေကိုကောင်ပေါ်ကဖျက်ပြီးပြပြန်အောင်ဒါလို့မရဘူးဒါပေမဲ့ကိုယ်စပင်ထဲမှာတော့အတိုင်းမလုံအောင်ဒါလို့ရတယ်ဆိုတဲ့တရုပ်စကားပုံရှိတယ်မလိုအပ်တဲ့အတွေ့တွေကိုမတွေးပဲနေနိုင်စိတ်ကြည်လင်အေးချမ်းမှုရမယ်ဘဝတူတောင်းတာဟာဝမ်းနဲ့ဆရာမဟုတ်ဘူးဘဝကမနေရသေးပဲနဲ့တည်ရတာကမှဝမ်းနဲ့ဆရာကောင်းတာ သိစိတ်ချမ်းသာမှုဟာတစုံတရာ တစ်ခုခုလောက်တာမလောက်တာပေါ်မှာမူတည်နေရဆိုရင်တော့တင့်ပါကြီးမားတဲ့ပြဿနာရှိနေပြီကြီးမားတဲ့အခွင့်အရေးဆိုတာတစ်ခါတည်းအမှတွေ့ရတယ်အငယ်စားအခွင့်အရေးတွေရောနေ့တိုင်းတွေ့ရပါလေအငယ်စားအခွင့်အရေးတွေကိုလက်မလွတ်ရအောင်ဖမ်းယူစုပ်ကိုင်းနိုင်ရင်အောင်မြင်တဲ့ဘဝကိုရမယ်စိတ်ချမ်းသာခြင်းရင်ကိုတကယ်စိတ်ဝင်စားတာကိုလုပ်နေပါဘာမှမလုပ်ဖဲနဲ့ရေရှည်စိတ်ချမ်းသာအောင်နေဖို့မလွယ်ဘူးတကယ်စိတ်ချမ်းသာနေတဲ့သူကိုကြည့်ရင် ်အသူဟာစိတ်ချမ်းသာမှုဘယ်မှာရမလဲဆိုပြီးလိုက်ရှာမနေဘူးသူတန်ဖိုးထားတာကိုလုပ်နေတယ်စိတ်ချမ်းသာခြင်းရင်စိတ်ချမ်းသာစရာကိုလိုက်ရှာမနေနဲ့စိတ်ချမ်းသာမှုပေးပါလို့မတောင်းနဲ့ကိုလုပ်ချင်တာကိုစိတ်ပါလက်ပါလုပ်နေပါဘာလို့ရမှန်းမသိတာကစိတ်ဆင်းရဲစရာကောင်းတယ်အဲကောင်းနေမှန်းနေကြိုးရှိတယ်လှုပ်ချင်တယ်လှုပ်တတ်တယ်လှုပ်နေတယ်ဆိုရင်စိတ်ချမ်းသာနေတယ်မလှုပ်တတ်ရင်တောင်းလှုပ်ရင်းနဲ့လှုပ်တတ်လာမယ်အဲဒါကြောင့်တခုခုကိုလုပ်နေတာကကောင်းတယ် လုံနေတဲ့သူကပိုကောင်းတာလုံနိုင်တယ်။ဘာမှပြုတ်ပန်းနေတာကြာရင်ဆလုပ်ဖို့တိတ်ခတ်တယ်။ကျမ်းပါရှင်လန်းတဲ့စိတ်နဲ့အကောင်းဆုံးကိုရွေးချယ်ပြီးလုံနိုင်စွမ်းရှိတာဟာရည်သွေးပြေပါတဲ့စိတ်လို့ခေါ်နိုင်တယ်။စိတ်ပန်းဆိုင်ရာရည်သွေးပြေပါမှုကိုစိတ်ချမ်းသာမှုလို့ခေါ်တယ်။စိတ်ချမ်းချမ်းသာသာနဲ့လုံနိုင်တာဟာစိတ်ပန်းဆိုင်ရာရည်သွေးပြေပါတဲ့လက္ခဏာဖြစ်တယ်။စိတ်မချမ်းသာတဲ့သူကအကောင်းဆုံးကိုမရွေးနိုင်ဘူး။လက်စားခြေခြင်းနဲ့ နှိပ်ဆက်ခြင်းနဲ့အနာယူခြင်းနဲ့ပေါက်မာတဲ့စော်ကားတဲ့စိတ်ချမ်းသာနေတဲ့သူကစိတ်နေမြင့်လို့တည်တည်နဲ့စိတ်ထားနဲ့လောက်ရတဲ့အလုပ်ကိုမလုပ်နိုင်ဘူး။ရည်သွေးပြေးသွားတဲ့စိတ်ဖြစ်အောင်သင်ကြားလေ့ကျင့်ပေးလို့ရတယ်။ခင်ရဲ့ကလေးကအဲတင်ပေးရင်တက်လွယ်ပါတယ်။ဒီပညာမတက်ရင်လူတိုင်းဝိုင်းကိုဒုက္ခပေးတဲ့သူဖြစ်လာမယ်။ချမ်းဖက်နေတဲ့သူတွေ၊ဖြက်စီးနေတဲ့သူတွေ၊တစ်ဖက်သက်အနာယူနေတဲ့သူတွေကစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုမရှိလို့ လုံနိုင်တာစိတ်နေသဘောထားပြေဝရင်ကျက်လာရင်အားလုံးကောင်းဖို့လုပ်တယ်တကူကောင်းမဆန်ဘူးမဖြက်စီဘူးကိုကိုကိုလေးစားမှုတိုးဖို့ခွင့်လန်းများတဲ့ဘဝဟာစိတ်ချမ်းသာစရာကောင်းတယ်တန်မိုးရှိတာကောင်းတာကိုလုပ်ရင်ကိုကိုကိုလေးစားမှုတိုးတယ်လူတိုင်းနေ့စဉ်တန်မိုးရှိတာကိုလုပ်ဖို့အခွင့်အရေးတွေရနေပါတယ်လူဘဝဆိုတာကိုကိုကိုဖန်တီးဖို့အခွင့်အရေးပဲကိုကျမကိုဖန်တီးဖို့အခွင့်အရေးပဲဖြစ်လာသမျှကိုငုံခံနေဖို့မဟုတ်ဘူး ခံကောင်းတယ်ဆိုတာအလိုလိုဖြစ်လာတာမဟုတ်ဘူးကိုကဖြစ်အောင်လုပ်လို့ဖြစ်တာစောင့်နေဖို့မလိုဘူးဖြစ်အောင်လုပ်ဖို့ပဲလိုတယ်ကိုကိုကိုယုံကြည်ပါကိုရည်ချင်းကိုကိုယုံကြည်ပါငါမှရည်ချင်းရှိတယ်ငါလုပ်ရင်ဖြစ်မယ်လို့မယုံကြည်ပဲနဲ့အောင်မြင်ဖို့စိတ်ချမ်းသာဖို့မဖြစ်နိုင်ဘူးအခြေအနေမကောင်းတာကိုမကောင်းမှန်းသိတာဟာဉာဏ်ရှိလို့စိတ်အေးအေးထားပြီးလုပ်နိုင်တာကိုလုပ်တာဟာပညာရှိလို့စိတ်တန်အင်အားကြီးလို့ ။နာမန်နဲ့ဆိုပြီးအနာယူတိုင်းလက်စိတ်အချမ်းသာဘူး။တကယ်တော့စိတ်ချမ်းသာအောင်နေတိုင်းလိုက်တာကအနာရတာ။နာယူခြင်းသလား။စိတ်ချမ်းသာခြင်းသလား။စိတ်ချမ်းသာခြင်းအနိုင်ရှုံးမရှိအောင်နေပါ။မချင်တဲ့တာတွေနဲ့တွားတာဟာစိတ်တက်ရင့်ကျက်လာတဲ့လက္ခဏာတစ်ခုဖြစ်တယ်။ခက်ခဲတဲ့အခြေအနေမှာစိတ်အေးအေးချမ်းချဲတဲ့နေနိုင်ရင်ချီနေကောင်းနေတဲ့အခါမှာစိတ်ချမ်းသာအောင်နေဖို့ပိုပြီးလွယ်တယ်။ရေးကြည့်တာကကောင်းဆုံးလူသားတယောက်ဖြစ်လာဖို့ပဲ။အကောင်အဆို ဘာပဲကြုံရကြုံရပိုကောင်းတဲ့သူဖြစ်လာဖို့ဟာလိုရင်းပဲဆရာတော်ဦးစောတိကမာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းမှာဆိုတဲ့စာကတော့ဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်နောက်ထပ်လဲဆရာတော်ရဲ့စာအုပ်များကိုတင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ